ျွန်တော်ကိုရွေးချယ်တဲ့အခါမှာလည်းပဲကျွန်တော်ကြိုးကြိုးဆားဆားနဲ့လူငယ်အရေးကိစ္စတွေတောင်သူလယ်သမားအရေးကိစ္စတွေအလုပ်သမားအရေးကိစ္စတွေကိစ္စပေါင်းများစွာများစွာကိုခင်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်ကြီးထဲမှာတို့တောင်သူလယ်သမားတွေတို့တောင်သူလယ်သမားရဲ့သားသမီးတွေမျိုးတွေမြစ်တွေအကုန်လုံးပါဝင်ပူးပေါင်းပြီးတော့မှ ိုးတက်တဲ့နိုင်ငံအဖြစ်တည်ဆောက်တဲ့အခါမှာဆောင်ရွက်နိုင်အောင်လွတ်တော်တဲမှာဆွေးနွေးပေးရမယ်။ကြိုးစားပေးရမယ်။လမ်းညွှန်ပေးရမယ်။ဥပဒေတွေပြုတ်ပေးရမယ်။ဒီလိုတွေလှုပ်ပေးမှသာလင် ခမားတို့ရွေးတဲ့လွတ်တော်ကိုယ်စားလှယ်ဟာလွတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်အောင်ကြိုးနှက်မှာမဟုတ်ဘူးလား။အဲ့တော့အရင်တို့စူးစမ်းပြီးတော့လှုပ်ပေးမယ်ဆိုတာကယုံကြည်ပါသလားယုံကြည်ပါတယ်ယုံကြည်တယ်ဆိုရင်တော့ဗျာ ကျွန်တော်နာမည်လေးကဘယ်သူပါတယ်လဲ